ာမေစုမိဆာစာရာကန်ဟာအိမ်အောင်ရှိရဲ့လူနဲ့ပြင်မမိမှထိုက်တာမျိုးလားရှင်ဗျာယခုခေတ်လူနေထိုင်မှုပုံစံမျိုးမှာ living together နေလို့ရှင်ရောဒီကန်ထိုက်ပါသလားနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ယဟန်ဝတ်ခဲ့လို့ရှင်မိမဖြစ်သူကို꽌ရှင်ခွင့်ပေးခဲ့စင်ပါသလား꽌ရှင်ခွင့်မပေးဘဲယဟန်မောင်နဲ့နေနေပါကလည်းအဲ့ဒီယဟန်နဲ့ဒီမိမနဲ့ကအချင်းလင်များဖြစ်မြောက်နေစေလားရှင်ဗျာဟုတ်ပြီ ကမေသူမစ္ဆာစာရကံဟာအိမ်တော်ရှိတဲ့သူနဲ့ပြမမိမထိုက်ထားမျိုးလားဆိုဆောက်ကြဘက်ကကြည့်မယ်အမျိုးသားတွေမပြမှားရမယ်အမျိုးသမီးက20ရှိတယ်အာအကြမ်းင်းပြောမယ်ဆိုရင်အမေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်အဖေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်မိဘနှစ်ပါးလုံးရဲ့အုတ်ထိန်မှုအောက်ညီကောင်မောင်နှမတွေရဲ့အုတ်ထိန်မှုဆိုလိုတာကမိသားစုဝင်ဖြစ်လာလို့ရှိရင် တပ်မိသားစုရဲ့ဆောင်ရှောက်မှုလို့ခေါ်တာပဲဒါ responsible ဖြစ်သွားပြီလေမှန်ပါဆွေမျိုးတော်လာပြီဆို responsible အဲ့ဒီအပြိုပဲဖြစ်စီယောက်ျားတွေကအမေရဲ့ထိမ့်သိမ်းဆောင်ရှောက်မှုအဖေရဲ့ထိမ့်သိမ်းဆောင်ရှောက်မှုတွေမကင်းသေးတဲ့အမျိုးသမီးတယောက်နဲ့ပြစ်မှားလို့ရှိရင်ကမိသမီးဆဆရာကထိုက်တယ်မှန်ပါနောက်တစ်ခါကြတော့မရားဆယ်မျိုးလို့ခေါ်တယ် တဝူကအိမ်တော်ပြုတ်ထားတဲ့မျိုးသမီးတွေတနီးနီးနဲ့အိမ်တော်ပြုတ်ထားတဲ့မျိုးသမီးက10မျိုးရှိတယ်။အဲဒီ10မျိုးနဲ့ပြမလို့ရှင်လေမျိုးသားတွေဟာကပ္ပသမိဆန္ဒကထိုက်တယ်။အမျိုးသမီးဘက်ကနေချိမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်တော်ပြုတ်ထားတဲ့ပုံကလွဲပြီးတခြားပုံကပြမလို့ရှိရင်မျိုးသမီးတွေကကပ္ပသမိဆန္ဒကထိုက်တယ်။ ော်ပုံပုံပြောပုံရဆိုလို့ရှိရင်အမျိုးသားတွေကအိမ်တော်မပြုတ်မချင်းအောင်ဘယ်မျိုးသမီးတွေမှဒီပြင်မလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်တယ် unlawful sex relation lawful ဆိုတာလူတိုင်းလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်လေမှန်ပါသူကထုံတန်းစင်လာအရာထိမြန်ထားတာမဟုတ်ဘဲနဲ့အမီးရဲ့အုတ်ထဲမှုအောင်ရှိတဲ့ဖေးရဲ့အုတ်ထဲမှုအောင်ရှိတဲ့ဟာတွေနဲ့ဆိုရင်သူကကမေစုမေဆာဆာလို့ပဲခေါ်တယ်မျိုးသားတွေကပိုများတယ်တင်ပါ ဒါဖြစ်ရင်ပြည်တန်စာတွေရောအခကြီးဝင်ပြီးပြီးတော့ပျော်ပါတာမျိုးじゃအဲ့ဒါတော့လွတ်တဲ့သူကပြည်တန်စာကြတော့သူကမုဟုတ်တိကလို့ခေါ်တယ်မုဟုတ်တိကလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနဲတယ် unlawful မဖြစ်ဖို့ပဲရေးချီတာပေါ့မှန်ပါဗျဗုဒ္ဓဘာသာရဆိုလို့ရှင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှင်တော့မှဒီတရားဝင်လက်မထပ်ရသေးမယ်ဖြစ်ဖြစ်မိဘတွေရဲ့အုတ်ထိန်မှုအောက်မှာရှိနေသေးမယ်ဖြစ်ဖြစ်ဒီပြမှားမိလို့ရှင်ကာမေသူမိစ္ဆာစာရကံထိုက်တယ်လို့ရှင်ဗျာ သူကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့သဘောတူခြင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့မှန်ပါဗျာဘုလိုဖြစ်เสียအကြောင်းတော့မရှိတော့ဘူးလို့ထင်ပါတယ်မှန်ပါဗျာနော်တမန်နောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပိဒံယဟန်ဝက်ခဲ့လို့ရှင်ရောမိမဖြစ်သူကွာရှင်းပေးခြင်းသင်ပါလားဗျာအကေးအဲ့ဒါတမန်ဗျာအဲ့ဒါအဲ့တော့ယဟန်ဝတ်တယ်ဆိုတာ renounce လောက်ထားပဲ renounce ဆိုဘာတွေကိုဆွံ့လွှတ်ရတော့ဆိုရင် ွေမျိုးတွေကိုဆုံးလို့ရတယ်ကိုပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဆုံးလို့ရတယ်ဆွေမျိုးဆိုတဲ့အထက်မှာထားလိုက်ပါတော့ကိုအိမ်နောက်ရှင်းအိမ်နောက်ဘက်ကိုလည်းဆုံးလို့ရတယ်မှန်ပါဗျာဟောအဲ့ဒါတွေကို renounce လုပ်ပြီးတော့ရမ်းပွားကူကြတာမှန်ပါရှေခေထုံတန်းဆန္ဒအဲ့လိုမှန်ပါဗျာသို့တော့အပြည့်တိုင်ကွာရှင်းပေးခင်ပေးခဲ့တဲ့ပါသလားဆိုရဲပေးကွန်းကြတာသူကကွာရှင်းပေးသည်ဖြစ်စေမကွာရှင်းပေးသည်ဖြစ်စေသူက renounce လုပ်တော့ ရားဖို့လို့ရှင်အထီးကမိမစီမှာခွင့်မပန်းဘူးမိဘစီမှာပဲခွင့်ပန်းရမှန်ပါဗျာအမျိုးသမီးကသဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေသူကအလိုလျောက်ရံဖြစ်သွားရင်ကွာရှင်းမိသားဖြစ်သွားတယ်သူအနေနဲ့ကလည်းပန်းဆိုင်မှုတွေအားလုံးကိုဆုံးလပြီးသားဖြစ်သွားတယ်မှန်ပါဗျာနော်မှန်ပါဗျာမှန်ပါဗျာအရှိရှိထုံးတိုင်းကိုပြောပြတာပေါ့ နော်ဘုရားလက်ထက်ကထုံးစံအပြည့်တိုင်กว่าရှင်းပေးဖို့ဆိုတာတရားဝင်กว่าရှင်းခွင့်ခုခေတ်လူစာချုပ်တွေဘာတွေ divorce လောက်တာတော့မရှိဘူးတမပါဗျာသူတင်အောင်ဝတ်သွားတာနဲ့တပြိုင်နဲ့กว่าရှင်းမိတာဖြစ်ပါတယ်တမပါဗျာနော်အဲ့ဒါလို့ဆုလို့တယ်กว่าရှင်းခွင့်မပေးဘဲယဟန်ပေါင်နဲ့ဝင်ကအကျင့်နေမရအဖြစ်အရာရောက်နေစေလားဆိုတော့နေမရလို့သွားနေရင်တော့ဒီကဘုန်းကြီးဘုရားဆွန့်ထုတ်ရမယ်သူကတမပါဗျာအဲ့မကျူးလွန်ရင်တော့သူကနေလို့ရတယ်တမပါဗျာဒီလိုပဲဖရာလက်ထက်က တထေသာသူဒိဏဆိုသူ့အမိဖေတွေစီကိုအတင်းကျပ်ခွင်တောင်းပြီးတော့ဝတ်တာမှန်ပါဗျာသူစနီးမရတဲ့အိမ်မှာရှိတာပဲမှန်ပါဗျာသို့တော့သူပါမမပတ်သက်ဘူးဆိုလို့ရှိရင်တော့သူကရဟန်းကောင်းပဲမှန်ပါဗျာခုနလိုပတ်သက်ရင်တော့သူကပြစ်ရှိတယ်အဲ့ဒါမှန်ပါဗျာရသော်ရတရားထွက်အပ်ဆိုတော့ရတော်ရရနဲ့သူကွာရှင်းခဲ့တာမှဟုတ်ခဲ့တယ်မှန်ပါသို့တော့လေမပတ်သက်ဘူးဆိုတာသိသွားပြီလေမှန်ပါ ဟိုခြံသားချင်းခံရတဲ့အမျိုးသမီးညီနေကြတော့နောက်ထပ်အိမ်တော်ပြုလို့ရတာဗျာရတယ်ရတယ်ဆုံးလို့တော့ရတယ်အမျိုးသမီးတွေမှာအိန္ဒိယထုံးစာရပြောမယ်ဆိုရင်သူတို့မှာတားယောက်ျားထွန်ကားသည်ဖြစ်စေတားယောက်ျားထွန်ကားမှယောက်ျားရဲ့အပွေးကိုခံယူခွင့်ရှိတယ်မှန်ပါဗျာတားယောက်ျားမထွန်ကားလို့ရှိရင်သူကဒီတိုင်းပဲအဝတ်တစ်ခုအဝတ်တစ်ထည့်ကိုယ်တစ်ခုနဲ့ပဲအိမ်မော်ဆင်းရတယ်မှန်ပါဗျာဘာမှပတ်ဆိုင်ဝင်ဖြစ် ตาယောက်จาท้องก็เลยสิตาယောက်จาก็อาจารย์ปุบิแล้วตูรว่าตาก็อมวยคันนะตูก็อมวยคันนะหมอดังแม้ตาก็อาจารย์ปุบิตูก็อเซ็จเปียตาตะบี้ไม่เสียบุสุดะอมโยตะบี้ก็တော့ที่ไตแม้ปามาสักขันไว้ไม่สิတော့ดาไอ้เนี่ยแห่ท้องดันเซนน่ะถ้าเจ้าหมอตูรว่าตาตะบี้ไม่ท้องก็บุสุดะตูรกว่าด้วยตาซื้อใหญ่ခုခေတ်ကတော့အဲ့လိုမရှိတော့ပါဘူးเนาะမရှိတော့အနောက်တိုင်းဆိုတာသုံးသေးတယ် ဒိုင်ဗော့စ်လုပ်ရင်ယောက်ျားအများကြီးရောရတယ်လူမှုနဲ့သက်ဆိုင်တဲ့ဘာသာနဲ့မသက်ဆိုင်